င်္ဂလာပါရှင် CNN သတင်းဌာနရဲ့2025ခုနှစ်မေလ21ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့တရုတ်သားမကအမေရိကန်နဲ့ပါထိတိဆက်ဆံရေးမူဝါဒကဘဲကိုဥတည်နေတယ်လဲဆိုတဲ့အပေါ်စစ်ရေးနဲ့နိုင်ငံရေးအကက်ခတ်တွေကြားတုံ့တက်ပြောဆိုနေကြတဲ့ဆိုတဲ့သတင်းဖြူချိုင်းပါတီနဲ့ဘူဇချိုင်းပါတီတို့အကြားသဘောထားကွဲလွဲမှုတွေမြင့်တက်နေတဲ့ဆိုတဲ့သတင်းကို ဗိုလ်ချုပ်ထိုင်းပါတီကောင်းဆောင်အနုဒင်ချန်ပီယံခုကငင်းဆူခဲ့တဲ့တရင်အပါဝင် နောက်ဆုံးရပြည်တွင်းတရင်နိုင်ငံတကာတရင်နဲ့အကစားတရင်တွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ပထမဆုံးတရင်တစ်ပုတ်အနေနဲ့တင်ဆက်ပေးမှာကတော့တရုတ်သားမကအမေရိကန်နဲ့ပါ ထိတွေ့ဆက်ဆံရေးမူဝါဒကဘယ်ဟုဥတီနေတယ်လဲဆိုတဲ့အပေါ်စီးရဲနဲ့နိုင်ငံရေးအကက်ခက်တွေကြားတုံးသက်ပြောဆိုနေကြတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နစကဥက္ကရာဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ရဲ့တရုတ်တမကအမေရိကန်နဲ့ပါထိတွေ့ဆက်ဆံရေးမူဝါဒကဘဲကိုဥတည်နေတယ်လဲဆိုတဲ့အပေါ်စရေးနဲ့နိုင်ငံရေးအခက်အခဲတွေကြောင့်တုံ့တက်လျက်ရှိနေကြပါတယ်။နစကဥက္ကရာဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ဟာပြီးခဲ့တဲ့မေလ၈ရက်နေ့ကရုရှားနိုင်ငံမော်စကိုမြို့မှာရုရှားရုပ်တံလိုင်းအာဒီနဲ့တွေ့ဆုံမေးမြန်းမှုမှာတရုတ်တမကအမေရိကန်နဲ့ပါထိတွေ့ဆက်ဆံဖို့ရှိကြောင်းပြောကြားခဲ့တာပါ။မြန်မာနိုင်ငံဟာအမေရိကန်နဲ့မိတ်ဆွေနိုင်ငံတစ်ခုဖြစ်ကောင်တရုတ်ဟာအင်းနီချင်းဖြစ်တယ်လို့မဟာဗျူဟာမြောက်မိတ်ဖက်ဆွေမျိုးပေါက်ဖော်နိုင်ငံဖြစ်ကြောင်း ဲ့ဒီနှစ်နိုင်ငံလုံးနဲ့ပတ်သက်ပြီးအကောင်းဆုံးဖြစ်အောင်ထိတွေ့ဆက်ဆံသွားဖို့ရှိကြောင်းနှစ်ဆက်ကဥက္ကရာကပြောပါတယ်။မြန်မာနိုင်ငံလူမျိုးနိုင်ငံငယ်အနေနဲ့အင်အားကြီးနိုင်ငံတစ်ခုတည်းကိုနိုင်ငံရေးအရာချင်းကတာထက်ပြိုင်တူသွားတာကပိုပြီးကောင်းမွန်တယ်လို့ငင်းကြဲလုပ်ငန်းရှင်မှာပါဝင်လှုပ်ဆောင်နေသူဥခွန်ဆိုင်ကစီအန်အန်သတင်းဌာနကိုပြောပါတယ်။အဲဒီ news ကကျွန်တော်တို့နိုင်ငံငယ်တွေအားလုံးကဖားရှိရမယ်သဘောထားပဲပေါ့။နော်။ကျွန်တော်တို့နိုင်ငံငယ်တွေက ဒီအချိန်မှာဘယ်သူကိုရံပြီးထားရမလဲအဘဒီကို မိတ်ဆွေထားရမလဲကြံပြနာပါအားလုံးကိုမိတ်ဆွေထားရမယ်ဆိုတာကဒီဥစ္စာကကျွန်တော်တို့ဒီ2008နဲ့တိုက်ညီအောင်မကဘူးဒီဟာဟာကျွန်တော်တို့လွတ်လပ်ရင်ညစီကလေးကနိုင်ငံကအားလုံးနဲ့ကျွန်တော်တို့မိတ်ဆွေရင်းစားဖြစ် 七層都做曬咧，大家咧，啊，就計你啲要出幾多？啊，年計收入就唔會唔會要幾多嚟？所以就會少啲咯。啊，兩家合作啦，咁咪變嚟搞，咁樣啦。個客嘅時候咧，如果唔得等佢，就兩度變都貴啊嘛。誒，啊，大家控股噶，有個乜嘢前途？啊？ အဲဒီလိုအားလုံးနဲ့ဒီသူကအာတပီးရက်ကတ်တယ်ဆိုလို့ရှိရင်တော့တော်လည်းကောင်းတယ်ဒါနိုင်ငံကြီးတွေကလည်းတိုင်းနိုင်ငံတွေနေဒီဘောမှာနားလေသူရဲ့ဟုတ်မြန်မာနိုင်ငံရဲ့နိုင်ငံသားရဲ့မူဝါဒဟာလွတ်လပ်ပြီးတက်ကြွတဲ့နိုင်ငံသားရဲ့မူဝါဒဖြစ်ကောင်နိုင်ငံအလုံးနဲ့မဲဝူမပြတ်ဆက်ဆံရေးကျင့်သုံးတဲ့နိုင်ငံဖြစ်ပါတယ်။လက်ရှိမှာမထဝီနိုင်ငံရဲ့အရာနိုင်ငံကြီးတွေဟာနိုင်ငံငယ်ဒါမှမဟုတ်တခြားနိုင်ငံတွေကိုမျက်စောင်းထိုးနေကြကြောင်း ဒါပြင်တရုတ်နဲ့အမေရိကန်ရဲ့ပြဿနာဟာနှစ်နိုင်ငံတည်းနဲ့ပြဿနာမဖြစ်နိုင်ပေ။တခြားနိုင်ငံတွေပုံဝင်လာမှပို့ပြီးရှုပ်သွားနိုင်ကြောင်းနှစ်ဆက်ကဥက္ကဋ္ဌကပြောပါရယ်။တရုတ်နဲ့အမေရိကန်တို့ရဲ့ပဋိပက္ခကပြင်းထန်လာခဲ့သည့်ရှိသောမြန်မာနိုင်ငံအနေနဲ့နိုင်ငံကြီးတစ်ခုကိုရွေးချယ်တာထက်နိုင်ငံကြီးအားလုံးနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိစေရေးလောက်ကင်တက်ဖို့လိုအပ်တယ်လို့တရုတ်မြန်မာရေးလိလသုံးသက်သူဒေါက်တာလှကျော်စောကစီရင်နေတဲ့သတင်းဌာနကိုပြောပါရယ်။ဟုတ်ကျမတို့ဒီနိုင်ငံတွေအားလုံးကဒီပိတ်လောက်တက်ကင်တက်သွားပြီ။ တရုတ်ကိုလည်းကောင်းအောင်ဆက်ဆံတယ်ထိုင်းအမေရိကန်ကိုလည်းကောင်းအောင်ဆက်ဆံတယ်ခုဂျီနီဗာမှာလုပ်နေတဲ့ခွန်နဲ့အစည်းအဝေးတွေပဲကြည့်ပါဦးခင်ဗျာမကြဘူးကဲထရမ်ကတင်ထားတဲ့တရားရဂိုင်းတို့ဟိုနည်းနေအကုန်လျှော့ပြရတာလေရပောင်း90အတွင်းအဲရပောင်း90အတွင်းမှာလည်းသူတို့နှစ်ဖက်ကအခုအစ်မင်းကုံသွေးရဲ့အရာရှိများရဲ့စိတ်သက်ဆွေးနွေးပွဲတွေလာနေတယ်ဗျအဲ့တော့ခင်ဗျာတရုတ်နဲ့အမေရိကန်ကပဋိပက္ခ ကျမတို့ထင်သလောက်မပြင်းထန်ဘူးဆိုတာတည့်အချက်နှစ်အချက်ကတို့တကယ်လို့ပြိပခပြင်းထန်လဲကျမတို့အနေသာကြီးတရုတ်ကိုလည်းကျမတို့ကောင်းကောင်းမွန်မွန်ဆက်ဆံအမေရိကန်ကိုလည်းကောင်းကောင်းမွန်မွန်ဆက်ဆံရုရှားကိုလည်းကောင်းကောင်းမွန်မွန်ဆက်ဆံဒါကျမတို့နိုင်ငံရဲ့ဒီကြီးကလုတ်တက်ကင်တဖို့လို့ရဲ့အချက်တည်းပြဘယ်သူမှမယွေးကြရမလို့နော်တရုတ်ကိုယွေးပြီးအမေရိကန်ကိုတွယ်လိုက်မယ်သို့မဟုတ်အမေရိကန်ယွေးပြီးတရုတ်ကိုတွယ်လိုက်မယ်ဒါမျိုးကဟိုဘယ်လိုခေါ်မလဲ ်ပိတ်ကိုတန်တမန်ကြီးမကျွမ်းကျင်တဲ့လူတွေလောက်တဲ့ကိစ္စဗျ။အမေရိကန်ဟာလက်ရှိမှာမြန်မာနိုင်ငံကိုအခွန်54ရာခိုင်နှုန်းအထိတိုးမြှင့်ကောက်ခံထားပြီးဖွံ့ဖြိုးရေးနိုင်ငံတစ်ခုကိုအခွန်တိုးကောက်တာဟာမဖြစ်တင်ကြောင်းနိုင်ငံတစ်ခုတည်းကိုမိခိုနေရတဲ့ကုန်သွယ်မှုကိစ္စတွေကိုရှောင်ရှားပြီးနိုင်ငံအလုံးနဲ့မျှပြီးကုန်သွယ်မှုလုပ်တာကပိုကောင်းတယ်လို့နက်ဆက်ကအုတ်ခက်ကရုရှားခီးစင်မှာပြောခဲ့တာပါလက်ရှိမြန်မာနိုင်ငံမှာမြန်မာတပ်မတော်နဲ့လက်နက်ကိုင်အင်အားစုတွေအကြတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပါတယ် အဲ့ဒီတိုက်ပွဲတွေမှာတော့ American ဘက်ရိုင်းနဲ့လက်နက်ကိုင်တွေနဲ့တရုတ်ဘက်ရိုင်းနဲ့လက်နက်ကိုင်တွေဖြစ်ပါတယ်အနာလွှဲပြောင်းရေးလူတို့ထင်လွဲမှုမရှိအောင်လှုပ်ဖို့လိုတယ်လို့ NASA ကဥက္ကဋ္ဌကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မိမိတို့အစိုးရအဖွဲ့တာဝန်ယူဆောင်ရွက်ချိန်မှစပြီးအနာရပါတီရလွှဲပြောင်းခြင်းအထိပြည်သူတွေအထင်မြင်လွှဲမောင်းမှုမရှိစေရေးမိမိတို့ကိုယ်တိုင်နဲ့မိမိတို့လက်အောက်ဝန်ထမ်းတွေအားစနစ်တကျဆောင်ရွက်စေရေးစက်မှတ်ဆောင်ရွက်သွားဖို့လိုကြောင်း NASA ကဒူအိုခရာဒုတိယဗိုလ်ချုပ်မှူးကြီးဆိုဝင်းကပြောပါတယ်။2025ခုနှစ်မေလ20ရက်က NASA ရဲ့လုပ်ငန်းညင်တိုင်းအစီအဝေးဒုတိယနေ့ကျင်းပစဉ်သူကပြောကြားခဲ့တာဖြစ်ပါတယ်။ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတရက်ကို ယခုနှစ်လကုန်ပိုင်းမှာကျင်းပပြုလုပ်သွားမှာဖြစ်တာကြောင့်တိုင်းဒေသကြီးနဲ့ပြည်နယ်ဝင်ကြီးချုပ်တွေအနေနဲ့ရွေးကောက်ပွဲအောင်မြင်မှုရှိစေရေးလိုအပ်သည့်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိဖို့လိုကြောင်းတိုင်းဒေသကြီးနဲ့ပြည်နယ်တွေအလိုက်ရွေးကောက်ပွဲဆိုင်ရာအချက်အလက်တွေကိုပြည့်စုံစွာနဲ့ဆောင်ရွက်ဖို့လိုကြောင်းနာဆာကဒူအိုခရာကပြောပါရယ်အဲ့ဒီနောက်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်လုံခြုံရေးနဲ့တည်ငြိမ်အေးချမ်းရေးဟာအဓိကကြတာကြောင့်ရွေးကောက်ပွဲဆောင်ရွက်ပြီးရနိုင်တဲ့နေရာတွေအားလုံးမှာ တည်ငြိမ်အေးဆမ်းမှုရှိအောင်ဆောင်ရွက်သွားဖို့လိုကြောင်းသူကပြောပါတယ်ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းကရွေးကောက်ပွဲပြီးစီးချိန်မှာအနိုင်ရရှိတဲ့ပါတီအားအာဏာလွှဲပြောင်းပေးရချိန်မှာစနစ်တကျနဲ့လွှဲပြောင်းပေးရနိုင်ရေးချုပ်တင်ပြင်ဆင်ရွက်ထားရှိဖို့လိုကြောင်းမိမိတို့အနေနဲ့နိုင်ငံအရေးကိုဆောင်ရွက်ခြင်းဖြစ်တာကြောင့်မိမိတို့အစိုးရအဖွဲ့တာဝန်ယူဆောင်ရွက်ချိန်မှစပြီးအာဏာရပါတီအားလွှဲပြောင်းချိန်အထိပြည်သူတွေအထင်မြင်လွှဲမောင်းမှုမရှိစေရေးမိမိတို့ကိုယ်တိုင်နဲ့မိမိတို့လက်အောက်ဝန်ထမ်းတွေအားစနစ်တကျဆောင်ရွက်စေရေး ကြက်မှန်ဆောင်ရွက်သွားဖို့လိုတယ်လို့ပြောပါတယ်ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလတွေမှာကျင်းပသွားမှာဖြစ်ကြောင်းရွေးကောက်ပွဲမှာအနိုင်ရတဲ့နိုင်ငံရေးပါတီကိုအာဏာလွှဲပြောင်းပေးသွားမှာဖြစ်ကြောင်း NASA ကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောထားပါတယ်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကလည်းရွေးကောက်ပွဲကျင်းပမယ့်ရက်ကိုသတ်မှတ်ထားပြီးကြောင်းနိကဘာကထုတ်ပြန်ကြေညာသွားမယ်လို့ CNN သတင်းဌာနကိုပြောပါရယ်နိုင်ငံရေးပါတီတွေကတော့ NASA ကဟာ2025ခုနှစ် ဒီဇင်ဘာ14ရက်မှာရွေးကောက်ပွဲကျင်းပနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။တခြားတစ်ဖက်မှာတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်သူ့ကားကွယ်ရေးတပ်ဖွဲ့ PDF တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ CEO တချို့ကတော့နဆာကကျင်းပမယ့်ရွေးကောက်ပွဲကိုမပြတ်ပြတ်အောင်ဖျက်ဆီးမယ်လို့ကြေညာထားပါတယ်။အဲဒီနောက်နိုင်ငံရေးပါတီတွေဟာရွေးကောက်ပွဲမှာပြည်သူတွေမဲမပေးဘဲနှိုးဖို့ဖြစ်လာမှာကိုစိုးရိမ်နေကြပါတယ်။ မြစ်ဆောင်ရီအားလျှက်စစ်စီမံကိန်းကိုမရက်ဆိုင်မဲ့အကောင့်ထဲပေါ်ပစ်ခဲ့မယ်ဆိုရင်မြန်မာတနိုင်ငံလုံးရဲ့တအားလိုအပ်ချက်ပြည့်မီုံသာမကကြော်လွန်တဲ့အနေအထားကိုရောက်သွားနိုင်တယ်လို့နာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကချင်ပြည်နယ်မှာမြေဆုံရေအားလျက်စစ်စီမံကိန်းကိုမရဆိုင်ပဲအကောင့်ထဲပေါ်ပြစ်ခဲ့မယ်ဆိုပါကမြမတနိုင်ငံလုံးရဲ့တအားလိုအပ်ချက်ပြည့်မီုံသာမကကြော်လွန်တဲ့အနေအထားကိုရောက်သွားနိုင်တယ်လို့နာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကပြောပါတယ်2025ခုနှစ်မေလ20ရက်ကနေပြည်တော်မှာဒုတိယနေ့အဖြစ်ဆက်လက်ပြုလုပ်တဲ့နာဆာကရဲ့လုပ်ငန်းညင်တိုင်းအစည်းအဝေးမှာသူကပြောကြားခဲ့တာဖြစ်ပါတယ် လျှက်စစ်တားနဲ့ပတ်သက်တဲ့လိုအပ်ချက်က ရှိနေမှာပဲဒါဟာတမရာကြီးဥသိမ်းစိန်လက်ထက်ကအခြေအနေအကြောင်းကြောင့်အရာမြစ်ဆုံနဲ့ပတ်သက်ပြီးရက်တန့်ခဲ့တာလို့တေနာကမဟာဗျူဟာအမှုဆောင်ဒါရိုက်တာဥသိမ်းထွန်းဦးက CNN သတင်းဌာနကိုပြောပါရတယ်။ဒီနေ့ပြည်သူတွေအကုန်လုံးလက်တွေ့ခံစားနေရတဲ့အခြေအနေမျိုးမှာလျှက်စစ်ပြန်လည်ပြည့်မီရေးအတွက်နီလန်မျိုးစုံနဲ့စဉ်းစားရမယ့်အထဲမှာမြစ်ဆုံကပြန်လည်စဉ်းစားသင့်တဲ့ကိစ္စရဲ့တစ်ခုဖြစ်ပါရတယ်။ နာဆာကအခရာကမြစ်ဆုံရေအားလျက်စစ်စီမံကိန်းရဆိုင်ခဲ့ရမှုမရှိပါကမကဝဲ6000ရရှိမည်ဖြစ်ကြောင်းရှိပြီးဖြစ်တဲ့လျက်စစ်တအားပေးစက်ယုံတွေနဲ့မြစ်ဆုံရေအားလျက်စစ်စီမံကိန်းတို့ပေါင်းဆက်လိုက်မယ်ဆိုပါကလျက်စစ်တအားလိုအပ်ချက်ပြည့်မီယုံသားမကကျော်လွန်တဲ့အနေအထားကိုပင်ရောက်ရှိနိုင်မယ်လို့ပြောပါတယ်မိမိတို့အနေနဲ့လျက်စစ်တအားထုတ်လို့ရတဲ့နေရာတွေကိုဖော်ထုတ်ပြီးဆောင်ရွက်သွားဖို့လိုကြောင်းနေရောင်ခြည်စွမ်းအင်ဆိုလာလျက်စစ်စွမ်းအင်ထုတ်ယူခြင်းကိုဆောင်ရွက်တင်ကြောင်းတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာလည်း small scale 所拉塞尤尼古。<noise> ဆောင်ရွက်တဲ့ကြောင်းပြည်ဖြိုးမြင့်စွန့်ရင်နဲ့ပတ်သက်ပြီးမဖြစ်မနေဆောင်ရွက်ဖို့လိုအပ်တဲ့ဆိုတဲ့မူဝါဒကိုချမှတ်ဆောင်ရွက်သွားဖို့လိုကြောင်းသူကပြောပါတယ်။ရှီအားလဲစစ်ကနေလျှက်စစ်တအားထုတ်လို့ရေးစီမံကိန်းတွေဟာလုံတဲ့ကြောင်းလက်တွေမှာတော့မြင်းမြအကောင့်ထဲပေါ်နိုင်မလဲဆိုတာကိုတော့လေ့လာဆောင်ကြည့်ရမယ်လို့တင်နကမဟာဗျူဟာလေ့လာရေးအဖွဲ့မှဒါရိုက်တာဦးသိန်းချွန်းဦးကဆီယန်နိုင်သတင်းဌာနကိုပြောပါတယ်။ကျွန်တော်တို့ကဘယ်စီမံကိန်းလို့ဆိုတော့ဒီမှာတွေ့ရချင်တာရှိတယ်။ကိုကြီးကြီးနှုတ်နယ်တာနဲ့ကိုဘလောက်ပြောင်းရအောင်လဲပေါ့။အဲ့ဒီပုံမျိုးဒီလိုရှာရမှာပဲ။ဆိုပါစို့ ရာနေ့စစ်မှညှိနေတာကပြင်းထန်တော့ကျိုးမျိုးအများကြီးပြန်ခံနေစစ်တော်ကပြစ်စ်တာပုံမှန်ရတယ်။ဥမာဒီမီယောင်ကြီးကလုံးဝညှိနေလို့လုံးဝပြန်ခံမလား။ဒါဒီပေါ်မူတည်ပြီးကိုကောင်းနေတာကျွန်တော်တို့လိုအောင်ပေါ့။တကယ်တမ်းကျရင်တော့ကျွန်တော်နိုင်ငံလိုအမိသားမျိုးဆိုရင်ပြစ်စ်တာလိုအပ်ချက်ကြီးပါတယ်ချင်ပါဒီမီဒီယာဆိုရင်ကျေပတာထုတ်တာမျိုးကြီးကျွန်တော်တို့စဉ်းစားဖို့လိုတာပေါ့အဲ့တော့ဒါကတော့ကျွန်တော်တို့ပဲမဖြစ်မီထပ်ဆင်းစောင်းနေတဲ့အချက်တွေပါပဲတကယ်တမ်းဘယ်လောက်ထိအကောင့်တွေဖော်နေမယ်အကျိုးနဲ့ကြားနိုင်မယ်ဆိုတော့ခုနကပြောတယ်ဒီရင်ရဲ့ 觀星啲男嘅都參與嚟，真係生意盎然。 မြေဆောင်စီမံကိန်းဟာကချင်ပြည်နယ်မြကြီးနားမြို့နဲ့23မိုင်ခန့်အကွာမေခမလီခတို့ပေါင်းစုံရာမြေဆုံနေရာမြေလက်တက်တွေပေါ်မှာလက်စစ်တပ်အားမဂဝက်2000နီးပါးထုတ်လုပ်နိုင်တဲ့စီမံကိန်းကြီးတစ်ခုဖြစ်ပါတယ်။အဆိုပါစီမံကိန်းကိုဗိုလ်ချုပ်မှုကြီးတန်းရွှေလက်ထက်ကတရုတ်နဲ့သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး2006ခုနှစ်မှာစတင်အကောင့်ထည့်ဖော်ခဲ့ပါတယ်။ဒါပေမဲ့လည်း2010အထွေထွေရေကောက်ပွဲကနေတက်လာတဲ့ဥသိမ်းစိန်အစိုးရလက်ထက်မှာဆန္ဒပြကန့်ကွက်မှုတွေကြောင့်မြေဆုံစီမံကိန်းကိုခဏရပ်ဆိုင်းခဲ့ကြောင်းအဲ့ဒီနောက် 2015အထွေထွေရွေးကောက်ပွဲကနေဒေါန်ဆန်းစုကြည်အစိုးရလက်ထက်မှာတော့ပြန်လည်စတင်ရန်ဆွေးနွေးမှုတွေရှိခဲ့ပေမဲ့လည်းယနေ့အထိလုပ်ငန်းပြန်လည်မစတင်နိုင်သေးပါဘူး။လက်ရှိမြန်မာနိုင်ငံတဝင်းမှာလျှက်စစ်မီးမလုံလောက်တဲ့အတွက်တရက်ကိုအနည်းဆုံး၄နာရီကြာပြတ်တောက်ခံနေရသလိုတချို့သောဒေသတွေမှာတရက်လျင်16နာရီအထိပြတ်တောက်ခံရမှုတွေရှိနေပါဗါတယ်။အဲ့ဒီလိုလျှက်စစ်မီးမလုံလောက်ရခြင်းကလည်းလျှက်စစ်ဓာအားပေးတာဝါတိုင်းတွေဖျက်ဆီးခံရခြင်း၊ရေအားလျှက်စစ်စီမံကိန်းတွေရပ်ဆိုင်နေခြင်းတခြားသောနိုင်ငံတွေကလည်းလျှက်စစ်ဓာ ဝယ်ယူမှုရှော့ချထားခြင်းတို့ကြောင့်ဖြစ်ပါတယ်။ CNI သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ဖြူချိုင်းပါတီနဲ့ဘူဇာချိုင်းပါတီတို့အကြားသဘောထားကွဲလွဲမှုတွေမြင့်တက်နေတဲ့ဆိုတဲ့သတင်းကိုဘူဇာချိုင်းပါတီခေါင်းဆောင်အနူတင်ချမ်ပီယာကူကညှိစိုခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ထိုင်းရဲ့ညွန့်ပေါင်းအစိုးရအဖွဲ့အတွင်းဖြူထိုင်းပါတီနဲ့ဘူဂျာထိုင်းပါတီကြားသဘောထားကွဲလွဲမှုတွေမြင့်တက်နေရဲဆိုတဲ့တင်ကိုဘူဂျာထိုင်းပါတီခေါင်းဆောင်အနုတင်ချန်ဗီရာကူကညှင်းဆုပ်ခဲ့တယ်လို့ဘန်ကောက်ပို့စ်ကဖော်ပြခဲ့ပါတယ်။အားလုံးကပုံမှန်ပါပဲ။အင်ဒိုနီးရှားသမ္မတအတွက်ကြိုဆိုပွဲကိုဝင်ကြီးအောင်တက်ရောက်ကြပါတယ်။ဘာတင်းမှမူမှာမရှိပါဘူးလို့အနုတင်ကမေလ16ရက်မှာပြောကြားခဲ့တာပါ။ညွန့်ပေါင်းအစိုးရအဖွဲ့အတွင်းပါတီအချုပ်ဟာနိုင်ငံရေးကစားနေကြောင်းတည်င်းတွေထွက်ပေါ်နေချိန်မှာအနုတင်ကအခုလိုမျိုးအာမခံပြောကြားခဲ့တာဖြစ်ပါတယ်။ ထွက်ပေါ်နေတဲ့သတင်းတွေအရကလာတန်ပါတီဟာတခြားပါတီကလွှတ်တော်အမတ်တချို့ကိုသူ့လက်အောက်ကိုတွင်နေရပါ။အဲ့ဒီလှုပ်ဆောင်မှုဟာသူ့ရဲ့မဟာမိတ်ဖြစ်တဲ့ဖြူတိုင်းပါတီကိုကူညီလိုတဲ့လှုပ်ရှားမှုဖြစ်တယ်လို့လေလာဆောင်ကြည့်သူတွေကပြောကြားခဲ့ပါတယ်။အဲ့ဒီအချိန်အတော်တွင်မှာဘူဂျာတိုင်းပါတီဟာလည်း United Thai Nation Party UTN နဲ့ဆက်ဆံရေးမြင့်တင်နေပုံရပြီး UTN ပါတီခေါင်းဆောင်ပီရာပန်စလီယာတာပီဘာကာဟာမကြသေးမီကစေယုံတက်ခဲ့ရတဲ့အမှုတင်ထံတွားရောက်ကြည့်ရှုခဲ့တယ်လို့ဆိုပါရယ်ပြည်သူတွေအတွက်အကျိုးရှိမယ်ဆိုရင်ဘူဂျာတိုင်းပါတီဟာ အတိုက်ခံတွေအပါဝင်ဘဲပါတီနဲ့မဆိုလက်တွဲလှုပ်ဖို့လမ်းဖွင့်ပေးထားပါတယ်လို့လည်းအန်ယူတင်ကပြောကြားခဲ့တာပါကလာတန်ပါတီအင်အားကြီးမှလာမှုဟာအောက်လွတ်တော်မှာဘူဂျာထိုင်းပါတီရဲ့ဩစာလွှမ်းမိုးမှုကိုချင်းချောက်လာနိုင်ခြင်းရှိမရှိမေးမြန်းခံရချိန်မှာတော့အန်ယူတင်ကပါတီအလုံးရဲ့ရည်ရွယ်ချက်ဟာပြည်သူအကျိုးကိုတည်ပို့ဖို့ဖြစ်တယ်ဆိုပြီးတော့ဖြေကြားခဲ့တာဖြစ်ပါတယ်သူဟာကလာတန်ပါတီရဲ့အကြံပေးဖြစ်တဲ့လက်တော်အမတ်တမန်နဲ့ပရုံပေါင်နဲ့လည်းလက်တွဲလှုပ်ဆောင်နေတယ်လို့အန်ယူတင်ကပြောပါတယ် ညပောင်းအစိုးရအဖွဲ့အားပြုပြင်ဖွဲ့စည်းပွဲရှိနေတဲ့ဆိုတဲ့သတင်းတွေကိုဒုတိယဝန်ကြီးချုပ်ဖြစ်တဲ့အနုတင်ကညင်းဆုခဲ့ပြီးအစိုးရအဖွဲ့အားလွတ်တော်ကိုယ်စားလှယ်320ကျော်နဲ့အတူတည်ငြိမ်စွာရှိနေတယ်လို့ပြောကြားခဲ့ပါတယ်။ပါကစ္စတန်နဲ့တရုတ်တို့လုံခြုံရေးဆွေးနွေးပွဲတွေပြုလုပ်သွားမယ်ဆိုတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ပါကစ္စတန်နိုင်ငံသားရဲ့ဝန်ကြီးအစ်ဟာဒါရဲ့၃ရက်ကြာတရုတ်ခီးစဉ်အတွင်း နိုင်ငံကောက်ွယ်ရေးနဲ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေကိုမြှင့်တင်ဖို့ဆွေးနွေးမှုတွေပြုလုပ်သွားမယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။အိန္ဒိယနဲ့စီးရီးတင်းမာမှုတွေဖြစ်ပွားပြီးနောက်ဒါရဲ့ပထမဆုံးပြပခီးစဉ်ဟာ ါကစ္စတန်ကိုတရုတ်ကထောက်ခံကြောင်းအိန္ဒိယကိုပြတ်တာတဲ့ရည်ရွယ်ချက်ဖြစ်နိုင်တယ်လို့ကြွမ်းကျင်သူတွေကပြောကြားခဲ့တာပါဒုတိယဝန်ကြီးချုပ်ဖြစ်တဲ့ဒါဟာဘေကျင်းမှာမေလ22ရက်အထိရှိမှာဖြစ်ပါတယ်သူဟာတရုတ်နိုင်ငံသားရဲ့ဝန်ကြီးဝမ်ရီအာဖဂန်နစ္စတန်ရဲ့နိုင်ငံသားရဲ့ဝန်ကြီးအမီယာခဲမိုတာဂီတို့နဲ့လည်းသုံးပွင့်ဆိုင်ဆွေးနွေးပွဲပြုလုပ်မှာပါ တရုတ်နဲ့ပါကစ္စတန်တို့ဟာကာကွယ်ရေးဆက်ဆံမှုတွေကိုပုံမှန်နှိစက်အောင်ကြိုးပမ်းနေတာဖြစ်နိုင်ကြောင်းဖူတန်တက္ကသိုလ်ရဲ့တောင်အာရှရေးရာစင်တာမှပေါမောက်ခလင်မင်ဝမ်ကပြောကြားခဲ့ပါတယ်။အိန္ဒိယနဲ့ဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုတွေမှာပါကစ္စတန်ကတရုတ်နိုင်ငံလုံးတိုက်လေယာဉ်တွေဒုံးကျည်တွေနဲ့အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တာဟာပါကစ္စတန်နဲ့တရုတ်အတွက်ကြီးမားတဲ့စိတ်အားထက်သန်မှုကိုရရှိစေခဲ့ပြီးနိုင်နိုင်ငံစည်းရေးနဲ့ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကိုမြင့်တက်စေခဲ့ပါတယ်လို့လင်းကပြောကြားခဲ့ပါတယ်။ပါကစ္စတန်ဟာအိန္ဒိယနဲ့ဖြစ်ပွားခဲ့တဲ့လေကြောင်းတိုက်ပွဲအတွင်း တရုတ်နိုင်ငံလုံးဂျေတန်းစီတိုက်လေရင်မှာတရုတ်နိုင်ငံလုံး PL15 ဒုံးကျည်တွေနဲ့အိန္ဒိယရဲ့ပြင်သစ်နိုင်ငံလုံးရဖယ်တိုက်လေရင်ကိုပြစ်ချက်နိုင်ခဲ့ကြောင်းကြေညာခဲ့ပါတယ်။အိန္ဒိယအစိုးရကတော့အိန္ဒိယတိုက်လေရင်တွေပြစ်ချက်ခံရတဲ့သတင်းတွေဟာမဟုတ်မှန်ကြောင်းပြောပါတယ်။ဖြစ်တဲ့ပြင်သစ်နဲ့ကနေဒါတို့ကဂါဇာကမ်းမြောင်အရေးနဲ့ပတ်သက်လို့အစ္စရေးကိုတတိပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အစ္စရေးရဲ့မဟာမိတ်တွေဖြစ်တဲ့ဖရီဒိန်၊ဘင်တင်နဲ့ကနေဒါတို့ကဘာသာကမ်းမြောင်ဒေသမှာစစ်စင်ရေးကိုချက်ထွင်နေတဲ့အစ္စရေးအားဝေဖန်ချင်းချောက်တဲ့ပူးရဲကြေညာချက်ထုတ်ပြန်ခဲ့တယ်လို့ ရိုက်တာမှဖော်ပြခဲ့ပါတယ်။အစ္စရေးဟာဂါဇာကမ်းမြောင်ဒေသကိုထိန်းချုပ်သွားမယ်လို့အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကကြုံးဝါထားချိန်မှာသူ့ရဲ့မဟာမိတ်တွေကတော့ပြိပခအရှိန်မြင့်တက်လာမှုဟာအလွန်ဆိုးရွားနေကြောင်းပြောကြားခဲ့ပါတယ်။ဂါဇာမှာဖြစ်ပွားနေတဲ့အခြေအနေတွေဟာလက်ခံနိုင်စရာမဟုတ်ပဲအစ္စရေးဝန်ကြီးချုပ်အနေနဲ့ဂါဇာဒေသအတွင်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ ချက်ချင်းခွင့်ပြုပေးတဲ့ကြောင့်မဟာမိတ်သုံးနိုင်ငံကတိုက်တွန်းခဲ့ပါတယ်။အစ္စရေးဟာဂါဇာကိုမက်လာ၂ရက်ကလေးကပိတ်ဆို့ခဲ့တာကြောင့်အကူအညီတွေပေးဖို့ခွင့်မရပဲကုလသမဂ္ဂအပါအဝင်အကူအညီပေးရေးအဖွဲ့တွေကအစ္စရေးရဲ့ပိတ်ဆို့မှုကိုဝေဖန်ရှုတ်ချခဲ့ပါတယ်။ဂါဇာကမ်းမြောင်ဒေသကိုသတင်းဘက်၁၇ဘက်ကြားပိတ်ဆို့ခဲ့ပြီးတဲ့နောက်မေလ၁၉ရက်မှာအစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကဂါဇာဒေသအတွင်းကိုအစအစာတွေအခြေခံပမာဏတင်သွင်းခွင့်ပြုမယ်လို့ပြောကြားခဲ့ပါတယ်။ နေတန်ယာဟုရဲ့အစိုးရအဖွဲ့မှလက်ရဆောင်အဖွဲ့ဝင်တွေကတော့ဂါဇာဒေသအတွင်းကိုအစားအစာတွေမဖြစ်စလောက်ပမာဏတင်သွင်းခွင့်ပြုတဲ့ဆုံးဖြတ်ချက်ကိုပင်ဝေဖန်ခဲ့ကြပါတယ်။နေတန်ယာဟုကတော့ဂါဇာဒေသအတွင်းကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးခွင့်ပြုဖို့တောင်းဆိုတဲ့နိုင်ငံတကာရဲ့ဖိအားတွေကြောင့်ယခုကဲ့သို့ခွင့်ပြုပေးခဲ့တာဖြစ်ကြောင်းလူမှုမီဒီယာမှာဗီဒီယိုတင်ပြီးရှင်းပြခဲ့ပါတယ်။အစားအစာတွေကိုအခြေခံပမာဏသာတင်သွင်းခွင့်ပြုခြင်းဟာ ုံလောက်မှုမရှိကြောင်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုပိတ်ဆို့မှုဟာလက်မခံနိုင်ပဲနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကိုချိုးဖောက်တာဖြစ်ကြောင်းဗြိတိန်၊ပြင်သစ်နဲ့ကနေဒါတို့ကပူးတွဲထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီအပြင်အစ္စရေးအနေနဲ့သူ့ရဲ့ထိုးစစ်ကိုမရက်တံမဲ့ဂါဇာဒေသအတွင်းကို ထောက်ပံ့မှုတွေခွင့်မပြုပါကပိတ်ဆို့မှုတွေအပါအဝင်ပြင်းထန်စွာအရေးယူသွားမယ်လို့လည်းထုတ်ပြန်ကြမှာချိန်ချောက်ဖော်ပြခဲ့ပါတယ်။ CNI သတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အခကစားသတင်းကိုတင်ဆက်ပေးပါမယ်။ယူရိုပါလိဖလားရယူတာကကြီးမားတဲ့အရာမဟုတ်ဘူးလို့အာမိုရင်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ United အသင်းနီးပြအမိုရင်ဟာစပါးအသင်းနဲ့ရှင်ပြိုင်ရမယ့် Europa League ဘောလုံးပွဲမတိုင်မီမှာဒီဆူပလားကိုရယူတာကကြီးမားတဲ့အရာမဟုတ်ဘူးလို့ပြောခဲ့ပါဗျ။အမိုရင်ကပတ်ဝန်းကျင်ကလုံးဝကွဲပြားခြားနားနေတာကိုခင်ဗျားတို့မြင်တွေ့ရမှာပါ။ကျွန်တော်ဟာအသင်းအတွက်အရေးကြီးဆုံးအရာမဟုတ်ဘူးလို့ပြောတာကကျွန်တော်တကယ်ပြောနေတာပါ ယူနိုက်တက်အသင်းဟာယူရိုပါလိဖလားရယူနိုင်ခဲ့ရင်ဒါကကြီးမားတဲ့အရာမဟုတ်ပါဘူးပရီးမီးယားလိနဲ့ချန်ပီယံလိကိုသွားဖို့လိုအပ်ပြီးကျွန်တော်တို့ဟာဒီပြိုင်ပွဲတွေနဲ့အဝေးကြီးမှာရှိနေပါတယ်ဒါကကျွန်တော်ရဲ့ခန်းစားချက်ပေါ့ဥရောပဖလားကိုရယူနိုင်ခဲ့ရင်တော့မလုံလောက်ဘူးဆိုတာကျွန်တော်တစ်ချိန်လုံးခန်းစားနေရတယ်လို့ပြောခဲ့တာပါယူနိုက်တက်အသင်းဟာဒီယာဒီပရီးမီးယားလိပြိုင်ပွဲမှာရလက်တွေအလွန်ဆိုးရွားနေပေမဲ့ဥရောပရဲ့ဒုတိယတန်းပြိုင်ပွဲဖြစ်တဲ့ယူရိုပါလိဘိုလူပွဲကိုတက်ရောက်နိုင်ခဲ့တာပါယူရိုပါလိပြိုင်ပွဲမှာဘိုဆွဲခဲ့ရင် လာမယ့်ရာသီချန်ပီယံလိပြိုင်ပွဲရှင်ပြိုင်ခွင့်ရမှာဖြစ်တယ်လို့အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာလှုပ်ရှားမှုတွေကလည်းပိုပြီးလွယ်ကူစေနိုင်တာပါ။ယူနိုက်တက်အသင်းကြီးပြအာမိုရင်ကယူရိုပါလိဖလားဟာ အသင်းရဲ့တရားဒီကိုကဲတင်နိုင်မှာမဟုတ်ဘူးလို့အကြင်ကြင်ပြောနေခဲ့တာဖြစ်ပါတယ်။အခုလည်းအမိုရီဟာ United အသင်းအတွက်ပိုပြီးကြီးမားတဲ့ပြစ်မှတ်တွေကိုထားရှိကြောင်းပြောခဲ့တာပါ။အမိုရီဟာ United အသင်းရဲ့ Premier League ရလဒ်ဆိုးတွေကြောင့် PR အချို့ရှိနေပေမဲ့လာမယ့်ရာသီအသင်းကိုဆက်ပြီးကံတွယ်ဖို့အသင်းအကြီးအကဲတွေရဲ့ထောက်ခံမှုကိုရရှိထားတာဖြစ်ပါတယ်။ဒါရကြောင့်အသင်းရဲ့ပွဲစဉ်တချို့ကိုလွှဲချော်ခဲ့တဲ့တိုက်စစ်မှု Sexy နောက်ခံလူ Dallo နဲ့ Yoyo တို့ဟာ ယူရိုပါလိဘောလုံးပွဲအတွက် United အသင်းရဲ့လက်ကျင်ခံအစီအစဉ်မှာပြန်ပါဝင်ခဲ့ကြတာပါ United နဲ့ Spa အသင်းတို့ရဲ့ယူရိုပါလိဘောလုံးပွဲကိုတော့မေလ22ရက်မနက်ပိုင်းဖီဘာအိုအသင်းအင်ကွင်းမှာကျင်းပသွားမှာဖြစ်ပါတယ် CNI သတင်းဌာနရဲ့2025ခုနှစ်မေလ22ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကျန်းမာကြပါစေရှင် we'll be right back.